အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှကျေးဇူးပါတယ်ရှင်။ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့ကိုယ်ဆိုင်မှာရှိတဲ့ကုန်ပစ္စည်းလေးတွေထဲမှာမှပျက်စီးသွားတဲ့စရင်လေးတွေပျောက်ဆုံးသွားတဲ့စရင်လေးတွေကိုဘယ်လိုမျိုးမှတ်သားလို့ရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်။ဒီတော့ပရမအုံးညီမကကုန်ပစ္စည်းလေးတွေကို stock ရင်ပြပေးပါမယ်။ဒီတော့ညီမရဲ့ပစ္စည်းလေးကဆိုရင်တော့ Premier Fusion ကိုပတ်ကင်ထုတ်လေးကအထောက်60ရှိရယ်။ ပြီးရင်တော့ Premier Fusion ကိုအထုပ်သေးလေးကတော့အထုပ်20ရှိရဲဆိုပြီးတော့ညီမတို့တွေ့ရမှာပါ။ဒါလေးကိုမှညီမတို့ကကုန်ပစ္စည်းကိုကိုကဘာလို့အကြောင်းတစ်ခုခုရောက်ဒီကုန်ပစ္စည်းလေးကထိခိုက်မိပြီးတော့ပေါက်ပြဲသွားတာမျိုးပျက်စီးသွားတာမျိုးရောင်းလို့မရတော့တဲ့အရာမျိုးလေးတွေဆိုရင်တော့ညီမတို့ကဒီမှာပါတဲ့ပျက်စီးစရင်ထဲမှာတွင်းနိုင်ပါတယ်။နောက်ထပ်တစ်ခုကတော့ပျက်စီးစရင်လိုပဲပျောက်ဆုံးစရင်ဆိုတာလေးပဲဖြစ်ပါတယ်။ဒီပျောက်ဆုံးစရင်ဆိုတာကတော့ကိုကအခုအရေးအတွက်ကအထုပ်20ရှိနေရဲပဲဆိုပါဆိုဒါပေမဲ့ညီမတို့ကငါးထုပ်ပျောက်နေရဲဒါလိုမျိုးပစ္စည်းအ းကိုကရှာလို့မတွေ့ဘူးပြောက်နေတာဆိုရင်တော့ပျောက်ဆုံးစရင်ထဲမှာထည့်ပေးလို့ရပါတယ်။ဒီတော့ဥပမာအနေနဲ့ညီမကပျက်စီးစရင်ကိုထည့်ပြပေးပါမယ်ရှင်။ကိုရဲ့ကုန်ပစ္စည်းလေးကပျက်စီးသွားတယ်ညီမက Premier Fusion ကိုမှ parking ထုတ်လေးပျက်စီးသွားတယ်ဆိုပြီးတော့ဒီက search box လေးမှာပစ္စည်းမျိုးစားလေးရှာပေးလို့ရတယ်ဒီတော့ကိုရွေးချယ်တဲ့ပစ္စည်းလေးပျက်စီးသွားတဲ့ပစ္စည်းလေးကိုညီမတို့ကဒီနေရာလေးမှာရွေးချယ်ပေးလို့ရပါတယ်ဒါဆိုရင်ဒီ Premier Fusion ကိုမှ parking ထုတ်လေးကိုညီမကတုံးထုတ်ပျက်စီးသွားတယ်ဆိုပြီးတော့ထည့်လိုက်ပါမယ် သုံးထုတ်ပျက်စီးသွားတယ်ဆိုပြီးတော့ဒီနေရာလေးမှာမှတ်ချက်ကတော့လယ်နေဟာမှကြောင့်ဆိုတဲ့အကြောင်းအရာမျိုးလေးတွေကိုမှတ်ချက်မှာရေးပြီးတော့တင်လိုက်နိုင်ပါတယ်ရှင်အဲဆိုရင်ညီမတို့ရဲ့အခုပျက်စီးစရင်ထဲမှာဆိုရင်တော့ပရီမီယာဖြူရှင်းပါကင်လေးကတုံးထုတ်ပျက်စီးသွားတယ်ဆိုပြီးတော့ညီမတို့စရင်ထည့်လိုက်တယ် အဲ့လိုမျိုးပဲညီမတို့ကပျောက်ဆုံးစရင်ထဲမှာလည်းပျက်စီးအတိုင်းပဲအသုံးပြုလို့ရပါတယ်ဒီတစ်ခါတော့ Premier Fusion အထုပ်သီးလေးကငါတို့ပြောင်းနေရဲဆိုပါစို့ဒါဆိုရင်ညီမကပျောက်ဆုံးစရင်ထဲမှာလာပြီးတော့ထည့်ပေးရမှာပါဒီတော့ကိုယ့်ရဲ့ပစ္စည်းမျိုးစားလေးကို search box မှာရှာပြီးတော့ကိုယ့်ရဲ့ပျောက်ဆုံးနေရဲ့ပစ္စည်းလေးကိုရွေးချယ်ပြီးရင်တော့အရေးအတွက်တံပိုးထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီတော့ညီမကအရေးအတွက်ကိုငါလို့ထည့်လိုက်မယ်ပြီးရင်တော့အမှတ်ချက်မှာလည်းဟိုဘောနော်ကိုထောင်ထဲမှာရှာလို့မတွေ့ကြတော့စတဲ့အကြောင်းအရာလေးတွေကိုညီမတို့ကအမှတ်ချက်မှာရေးပြလို့ရတယ် ပြီးရင်တော့အသိမြေဆိုတာလေးကိုရွေးလိုက်ရင်ဒီဘေးလေးမှာဆိုရင်ကိုထည့်လိုက်တဲ့ပစ္စည်းမျိုးစားလေးရဲ့ပျောက်ဆုံးနေတဲ့အရေအတွက်တံမိုးလေးရဲ့ဘုန်းကြီးတို့ကတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့ထည့်လိုက်တဲ့ကွန်ပျူစီလေးတွေကပျောက်ဆုံးသွားတာပျက်စီးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဆက်ရင်ထည့်ပြီးပြီးဒီတော့ဒီကွန်ပျူစီဆက်ရင်ဆိုတဲ့နေရာမှာညီမကစတော်လေးတစ်ချက်ဆက်ပြပေးပါဦးမယ်။ ဒီကောင်မျိုးစီးထဲမှာဆိုရင်တော့ Premier Fusion Parking လေးက3ထုပ်ရောသွားမယ်။ပြီးရင်တော့ဒီ Premier Fusion အထုပ်သေးလေးတွေကတော့5ထုပ်ရောသွားမှာပါ။ဒါကညီမတို့ကပျက်စီးစရင်ပျောက်ဆုံးစရင်စတာတွေကိုစရင်သွင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီ YouTube လေးတွေကိုလက်ကျန်ထဲမှာနှုတ်ပေးသွားတာပဲဖြစ်ပါရဲ့ရှင်။နောက်ထပ်တစ်ခုအနေနဲ့ညီမတို့ကဒီကုန်ပစ္စည်းရဲ့ဆုံးရှုံးသွားတဲ့တန်ဖိုးပမာဏတွေကိုပြန်ကြည့်လို့ရပါတယ်။ဒါမျိုးလေးတွေကိုညီမတို့ကအကြည့်ချင်နေဆိုရင်တော့ဒီအောက်လေးမှာပါတယ်။အစီရင်ခံစာများဆိုတဲ့နေရာကိုသွားပြီးတော့ငွေစရင်းစီရင်ခံစာထဲမှာကြည့်လို့ရပါတယ်ရှင်။ ဒီငွေစရင်စီရင်ခံစာထဲမှာမှညီမတို့ကအရှုံးမြတ်ဆိုတဲ့ကဏ္ဍလေးထဲမှာသာကြည့်လို့ရပါတယ်။ဒါမှမဟုတ်ဆိုရင်ထွက်ငွေဆိုတဲ့ကဏ္ဍထဲမှာညီမတို့ကကွန်ပစ္စည်းရဲ့ဆုံးရှုံးတန်ဖိုးဆိုပြီးတော့ပရီမီယာပါကင်ကိုမှအထုပ်ပေါ့နော်သုံးထုပ်ပြောက်ပြက်စီးသွားတယ်ပြီးရင်တော့ပျောက်ဆုံးထဲမှာအထုပ်သေးလေး၅လုံးထည့်ထားတယ်ဒီတံမွေးနှစ်ခုကိုပေါင်းပြီးတော့ကွန်ပစ္စည်းရဲ့ဆုံးရှုံးတန်ဖိုးဆိုပြီးတော့ညီမတို့ကိုပြပေးရပဲဖြစ်ပါတယ်။ ဒီတော့ကိုကပျက်စီးဆင်းရဲနေတောက်ဆုံးဆင်းရဲနေတွင်လိုက်တယ်ဒါမျိုးဆိုလို့ရှိရင်ညီမတို့ကကိုဆိုင်ရဲ့အရှုံးမြတ်ဆိုတဲ့ကဏ္ဍထဲမှာလာပြီးတော့ကွန်ပျက်စီးရဲ့ဆုံးဆုံးတံပိုးကြည့်လို့ရမယ်ပြီးရင်ကွန်ပျက်စီးရဲ့လက်တံကိုကြည့်ရမျိုးစားရမျိုးဆိုရင်တော့ကွန်ပျက်စီးဆင်းရဲနဲ့မှညီမတို့က store လေးတွေကိုပြန်စစ်ကြည့်လို့ရပါတယ်ရှင်အဲဆိုရင်ဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ရဲ့စိုင်းမာရှိရဲ့ကွန်ပျူစီလေးတွေကိုပျက်စီးစရင်ပျောက်ဆုံးစရင်သိရမယ့်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်။အားလုံးပဲတာယာအီချန်တော်နေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။